မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကိုရခတိကိုအစာဟင်းလေးချက်ဆပါမယ်အယံကိုမဆောက်လို့ကောင်းပါတယ်ရှင်ရှင်းနီးလေးကိုလည်းကျမပြန်လေးဝင်မြထားပါတယ်အရင်ဥဆုံးကိုရခတိကိုအခွန်ခွာမယ်နှချမ်းခွေးပြီးရောပါပါလေးတွေလီးလိုက်ပါမယ်ရှင်အလေးကအစစ်ကိုလည်းထောက်လိုက်ပါမယ် ကိုရခသီးကိုဒီလိုလေးချက်ဆတာကအယံကိုမှ ထမင်းဆောက်လို့မိန်ပါတယ်တခွက်တည်းနဲ့ကို ထမင်းကအယံကိုဆောက်လို့ကောင်းပါတယ်ကိုရခသီးနဲ့တွေးချက်ဆဖို့အတွက်ငါကင်ရဲ့ပစုံလေးတွေကိုလည်းကျမပြင်ဆင်ထားပါတယ်ကဲဒီဟာကတော့ပစုံစက်ကလေးနဲ့ငါကင်နဲ့ဟာဖြစ်ပါတယ် ယုတ်ဒီကတော့မိမိကြိုက်နေတဲ့လောက်ထဲပါရှင်ကျမကအစာကြိတ်လို့ပို့ထဲပါတယ်တကယ်လို့ငရုတ်ဒီစားလို့မရဘူးအဆက်မစားနိုင်ဘူးဆိုရင်ငရုတ်ကောင်းလေးထည့်ပြီးချက်လို့ရပါတယ်ကျမငရုတ်ကောင်းလေးနည်းနည်းလေးထည့်ထားပါတယ်ဒါတော့ငရုတ်ကောင်းပါပဝင်တဲ့ပစ္စည်းလေးတွေကိုတစ်ခါတည်းယူပြီးထောင်းလိုက်ပါမယ်ရှင်အပီစိမ်းစားလေးလည်းအနည်းငယ်ထည့်ထားပါတယ်ချက်သူဖြူမုံထည့်လိုက်ပါတယ်ရှင် အယံကိုမှမွေးပါတယ်နော်ကြက်သူဖြူမှုထဲလို့ရှိရင်စနွင်းနဲ့အနည်းငယ်ထဲမယ်စားအနည်းငယ်ထဲပါမယ်ရှင်ကဲထောင်းပြီးသွားပါပြီ CO2 ပါမယ် စီပူလာပြီဆိုရင်တော့ကြက်သူနီလေးကိုဖြတ်လိုက်ပါမယ်ကြက်သူနီရသွားပြီဆိုရင်တော့ခုနကပါဝင်တဲ့ငရုတ်ဒီထောင်ထည့်ပြီးတော့ထည့်လိုက်ပါမယ်စတားလိုက်ပါမယ်ငရုတ်ဒီလေးတွေရလာပြီဆိုရင်တော့ လာပြင်းမှာထားတာနဲ့ပစုံကိုထည့်ပြီးရစီတားလိုက်ပါမယ်ရှင်။ငါပြင်းရလဲအရန်ကိုမွေးပါတယ်နော်။ငါပြင်းနေပစုံတွေထည့်ချလိုက်တဲ့အခါမှာအင်းရဲ့အရတာကအရန်ကိုမချူပြီးမတော်လို့ကောင်းတယ်နော်။ချူမှုမထဲပါဘူးဒီနေရာမှာကျမငါနဲ့ပစုံကတအားအရတာရှိပြီဆိုရင်တော့ဘာမှအရတာထပ်ထည့်ပြန်မလို့ပါဘူးရှင်။ ချီတတ်ထားတာရလာပြီဆိုရင်တော့ကိုရခကြီးကိုထည့်လိုက်ပါမယ်နောက်ဆုံးမှာတော့ရေထည့်ပြီးတော့အဖုံလေးအုပ်ပြီးထားလိုက်ပါမယ်နော်။ဒီဟာချက်တာကမကြပါဘူးရှင်။ခဏလေးဆိုရင်ညူပါတယ်ရှင်။ ကဲခုဆိုရင်တော့ကျမရဲ့ကိုယ်ခါဒီချက်ဆက်ဆက်လေးရတော့ပါပြီအရှမ်းကိုမဆောက်လို့ကောင်းပါနဲ့နော်အငယ်ချင်းတို့လိုက်ချက်စားကြည့်ပါရှင်တကယ်ကောင်းပါတယ်နော်စားကြပါဦးရှင်အရန်ကိုမှမွေးပြီးမှဆောက်လို့ကောင်းပါတယ်ထမင်းရမ်းမိန်ပါတယ် အားလုံးပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ရှင်